ဒီနေ့မေလ22ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော် National Defense College NDC မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရေးတင် जा ပေးနေတဲ့ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ဖြစ်ခတ်ရှင်းလင်းခံခဲ့ရပါတယ်။သူ့ကိုဒီမနက်ကရန်ကုန်မြို့မယန်းကုန်းမြို့နယ် A1 လမ်းပေါ်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာပဲပြစ်ခတ်ရှင်းလင်းခဲ့တာလို့ Golden Valley Warriors မြို့ပြပျောက် जा တပ်ဖွဲ့ကအသိပေးပါရရှင်။ ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာကစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ကိုတိုက်ခတ်ရမှာစစ်တုံးပန်းနဲ့လက်နက်တချို့ဖမ်းဆီးရရှိတယ်လို့ KNDF တာဝန်ရှိသူကိုသားအေဆိုးကပြောပါတယ်။မေလ18ရက်ကစပြီးစောင်းပြောင်းကျေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေကိုဒေါ်လှည့်တပ်တွေကထိုးစစ်ဆင်ခဲ့တာဖြစ်ပါရဲ့ရှင်။ကချင်ပြည်နယ်မြစ်ချီနားမြို့မှာစစ်ကောင်စီကလုံခြုံရေးတင်းကျပ်ပြီး ပြည်သူတွေကိုစစ်ဆေးမှုပြုလုပ်ခဲ့တယ်လို့မြို့ကန်တချို့နဲ့ကချင်းသတင်းရှင်းပြတွေကပြောပါရယ်။ဒါကမေလ20ရက်နေ့မှာဗမော်မြို့အခြေစိုက်စစ်ကောင်စီတပ်စီအင်အားလာဖြည့်တဲ့ရဟယင်းနှစီကို KIA ကပြစ်ချခဲ့တဲ့နောက်မနေ့ကမြစ်ကြီးနားမြို့ပေါ်မှာပြည်သူတွေကိုစစ်ဆေးမှုတွေပို့ပြီးပြုလုပ်လာတာဖြစ်ပါရယ်ရှင်။အေဟဝဒီတာရွှေတောင်ရင်နဲ့တာပေါင်းမြို့နယ်တို့မှာ AA ကတကြောပြန်ထိုးစစ်စတင်မှအစိုးရနေတဲ့စစ်ကောင်စီကစစ်မှုထမ်းတင်တန်းဆင်းတွေနဲ့အင်အားတိုးထားပြီး ဒေသရင်းကောင်စီကူတန်းရောင်းဝယ်မှုကိုတင်းကျပ်ထားတယ်လို့သိရပါရရှင်